ကြွားရလောက်ကြရတော့လူကြီးမင်းများအားလုံးပေါ်အလားရှင်မြတ်ထံမှာညီညွတ်တရားမှုဖျာဖျာကြောက်ရောက်ပါစေအစ္စလာမုအလိုင်ကုမ်ရာဟ်မတ်လာဟ်ဝဘရကာတုကျွန်မအနေနဲ့ကတော့ဆရာဦးမြင့်အောင်တပြဆွတီးသွားတဲ့တမန်တော်နူးအလိုင်စလန်ခေလူအဖွဲ့စီအကြောင်းတွေကအချက်နှစ်ချက်ကိုအဓိကထားတပြဆွနေတော်မှာဖြစ်ပါတယ်နံပါတ်၁အနေနဲ့တမန်တော်နူးအလိုင်စလန်ခေသူ၏အမျိုးသားများရဲ့စီးပွားရေးနဲ့တပွေးဝမ်းကြောင်းပြုနေထိုင်မှုများအကြောင်း နံပါတ်2အနေနဲ့တပတ်တော်လူအလိုက်စလိုက်ခင်မှာအလားရှင်မြတ်ဘက်ကချမှတ်တဲ့အဇက်ပြစ်တံကြပြီးနောက်တင်မောကြီးပေါ်ရှိအဖြစ်ပြက်တွေနဲ့တင်မောကြီးစိုက်ကပ်ပြီးနောက်ပိုင်းပေါ်ပေါက်လာတဲ့လူမျိုးစုတွေအကြောင်းကိုဆွေးနွေးတူပြအောင်မှာဖြစ်ပါတယ်အမပထမဆုံးအနေနဲ့တမန်တော်နူးအလိုက်စလန်ကေတမန်တော်နူးအလိုက်စလန်ရဲ့အမျိုးသားတွေကဘလို့အတတ်ပညာတွေကိုအခြေခံပြီးအတတ်မူဝင်ကြောင်းပြုလဲဘလို့နေထိုင်လဲဘလို့စီးပွားရေးတွေလုပ်လဲဆိုတာကိုဆွေးနွေးပြပြမှာဖြစ်ပါတယ်။ တမန်တော်နူးအလိုက်စလန်ခေတ်ဟာလူပေါင်းအစောပိုင်းကာလဖြစ်ပေဖြစ်ပေမဲ့တမန်တော်နူးအလိုက်စလန်ရဲ့အမျိုးသားတွေဟာစုပေါင်းနေထိုင်မှုစီမံခန့်ခွဲနိုင်တဲ့လူပေါင်းကိုအနည်းငယ်တိုးတက်လာတဲ့ကာလလည်းဖြစ်သလို AKCY လုပ်ငန်းတွေကလည်းသဘာဝပတ်ဝန်းကျင်နဲ့ကိုက်ညီတဲ့ရိုးရာလုပ်ငန်းတွေဖြစ်ပါတယ်တမန်တော်နူးအလိုက်စလန်ခင်မှာအဓိကဘလို့အတက်ပညာတွေပေါ်ပေါက်လာလဲဆိုတော့ရေဟိုးအသုံးပြုပြီးတော့ငါတီးနှံလေးစိုက်ပျိုးခြင်းကျွဲနွားသိုးစိတ်မြင်းစားတဲ့တလေးဆန်လေးမွေးမြူခြင်း သူ့စိတ်တို့ရဲ့တည်ရတဲ့အမွေးတွေကိုအသုံးပြုပြီးအဝိအထည်တွေရလုတ်ခြင်းမြေချောင်းနေမှာငါဖမ်းရေးစားတောက်ခြင်းမွေရေမရှိသေးပေမဲ့ပစ္စည်းနဲ့ပစ္စည်းလဲလှယ်ခြင်းများပြုလုပ်ခြင်းတန်ကြေးကြီးနီတို့များအသုံးပြု၍တတ်ထုများပြုလုပ်ခြင်းတတ်ထုများဆိုတဲ့နေရာမှာ ပစိမ်းရဲတွေလေးမြားလှန်လှန်တန်းစားတဲ့အမဲလိုက်ရမှာသုံးတဲ့ပစ္စည်းတွေဖြစ်ပါတယ် ဲ့ကျင်းသစ်သားတဲ့ကြောက်တွေကိုအသုံးပြုပြီးတော့အိမ်ထဲသင်းမောတွေဆောက်လုပ်တယ်အခုခေတ်အနေနဲ့ဆိုရင် art and architect လို့ခေါ်တဲ့အနုပညာနဲ့ပုစုကဖန်တီးပညာတမန်တော် new alignment ခေတ်တွေကစတင်ပေါ်ထွန်းနေရအောင်လေ့လာတွေ့ရှိရပါတယ်အခုပြပြခဲ့တာတွေကတမန်တော် new alignment ခေအတက်ပညာတွေဖြစ်ပြီးတော့ဆက်လက်ပြီးအဲ့ဒီအတက်ပညာတွေအခြေခံပြီး blue sea wire တွေလုပ်တဲ့ဆိုတာကိုတမန်တော် new alignment ခေမှာအဓိကအဖြစ်စိုက်ပျိုးရေးနဲ့မွေးမြူရေးကိုအခြေခံပြီးတော့အသက်မွေးဝမ်းကြောင်းပြုလုပ်ကြပါတယ် စိုက်ပျိုးရေးလုပ်ငန်းအားလူသားတွေစုပေါင်းနေထိုင်မှုအတွက်အစားအသောက်အတွက်အဓိကစီးပွားရေးလုပ်ငန်းဖြစ်သလိုတလိမ့်ဆန်တွေမွေးမြူပြီးတော့ဘလို့အသုံးပြုလဲဆိုရင်နွားနဲ့မြင်းကိုလေယာလုပ်ငန်းတွေမှာအသုံးပြုတယ်။နှိုးနဲ့အသားကိုအစားအသောက်အတွက်သုံးမွေးနဲ့တရေကိုအဝတ်ထည်ရက်လုပ်တဲ့နေရာမှာအတိအကျအသုံးပြုတာကိုတွေ့ရှိရပါတယ်။နောက်တစ်ချက်အနေနဲ့လဲလဲမှုစနစ်တွေမှာဘာတွေလဲလဲကြလဲဆိုရင်တစ်သားနဲ့ကြောက်တရေနဲ့သုံးမွေး အသီးနှံအချင်းချင်းဥပမာတက်မရသီးနဲ့မုံလာကိုအဲတလိပ်ဆက်အချင်းချင်းတအိမ်နဲ့တအိမ်တို့ရွာနဲ့တို့ရွာဂျာလဲလဲမှုပြုလုပ်ခြင်းတွေကိုကြည်ချင်းအပြင်ကုံသွယ်မှုစနစ်ကလည်းတမန်တော်လူအလိုက်ဆလံခစ်တဲ့ကစတင်ဖွံ့ဖြိုးနေတာကိုလေ့လာတွေ့ရှိရပါတယ်ရှင်။အခုတင်ပြခဲ့တဲ့အကြောင်းအရာတွေကတော့တမန်တော်လူအလိုက်ဆလံခစ်လူသားတွေရဲ့စီးပွားရေးနဲ့တမွေးဝမ်းကြောင်းပြုနေထိုင်မှုတွေအကြောင်းကိုဆွေးနွေးတင်ပြခဲ့တာဖြစ်ပါတယ်။ဒုတိယပိုင်းအနေနဲ့ တမန်တော်နူအလိုက်စလန်ခင်မှာအလားဘက်ကချမှတ်တဲ့အဇက်ပစ်တဲ့ဖြစ်တဲ့ရည်ကြီးမှုဆိုက်ရောက်ရန်နမိတ်လက္ခဏာတွေပေါ်ပေါက်လာတဲ့အခါမှာအလားရှင်မြတ်ဘက်ကတမန်တော်နူအလိုက်စလန်ကိုတမောပေါ်မှာတလိ့ဆန်နေတဲ့ကဖူမတစုံစီတင်ဆောင်ရန်တလိ့ဆန်ဆိုတာကုန်းနေရင်းနေလေးနေတရဝအားလုံးကိုဆိုလိုတာမျိုးမဟုတ်ပဲနဲ့ကုန်းနေတရဝများတဲ့မှာလူသားတွေအတွက်အကျိုးရှိတဲ့တလိ့ဆန်တွေကိုသာဆိုလိုတာဖြစ်ပါတယ်။ မန်တော်နူးအလိုက်စလန်ရဲ့လေကအထက်သုံးတက်ပါဝင်ပြီးတော့အောက်ဆုံးတက်မှာသားရဲ့တလေးဆန်တွေနဲ့ပူးမွားတယ်။အလေတက်မှာချီလေးချောင်းသတော်ဝါတွေနဲ့အပေါ်ဆုံးတက်မှာလူတွေပါတယ်ဆိုပြီးတော့လေလီလာတွေ့ရှိရပါတယ်။အလားရှင်မြတ်ကတမန်တော်နူးအလိုက်စလန်ကိုလိုအပ်တဲ့တလေးဆန်တစုံစီကို၎င်းအီမန်ကိုယုံကြည်လက်ခံတဲ့တမန်တော်မြတ်ရဲ့အိမ်သူအိမ်သားများနဲ့နောက်လိုက်များကို၎င်းတင်ဆောင်ရအမိန့်ပေးတော်မူခဲ့တယ်။ အဲ့အမိတ်မှာအီမန်ကိုလက်မခံနဲ့တမန်တော်မြဲရဲ့သားတော်ယမ်းနဲ့ကျင်းရတော်တော့မပါဝင်ပါဘူးတမန်တော်နူအလိုက်စ်လန်သင်မောပေါ်တင်ဆောင်ရန်ရှိတဲ့မိမိနောက်လိုက်တွေနဲ့တိုက်ဆက်များတွေနဲ့လိုအပ်တဲ့အသုံးဆောင်တွေကိုတင်ဆောင်ပြီးနောက်ပိုင်းမှာတမန်တော်နူအလိုက်စ်လန်ရဲ့အမျိုးသားများအပေါ်အလားရှင်မျက်ထံတော်ပါမှာပြည့်ပြင်းထန်တဲ့မုန်တိုင်းတိုက်ခတ်ပြီးမိုးတွေမြောင်များစွာရွာသွန်းပြီးတော့တောင်ကြားများကြောင်တောင်ကြားရေတွေပန်းထွက်ပြီးတော့ရေကြီးခြင်းတွေစတင်ခဲ့တယ်။အဲခါမှာတမန်တော်နူအလိုက်စ်လန်ကလိုင်းတဘိုးကြောင့် တမန်တော်လူအလိုက်စလန်ရဲ့တမောကြီးဟာသူတို့တွေတင်ဆောင်ပြီး တောင်ကြီးကဲ့သို့ကြီးမားတဲ့လှိုင်းတစ်ခုကြောင့်မှညောနေတယ်။အဲ့အချိန်မှာတမန်တော်လူအလိုက်စလန်ဟာတဏီယာမှာရှိနေတဲ့သူ့ရဲ့သားယန်းကိုသူနဲ့အတူစီးနင်းလိုက်ပါဖို့အတွက်ခစ်ခေါ်ခဲ့ပေမဲ့သူ့ရဲ့သားတောင်တစ်ခုကိုအကာအကွယ်ပြုတ်ပြီးတော့หนีไล่มั้ยဆိုပြီးတော့ညှင်းဆူလိုက်တယ်အဲ့အခါတမန်တော်လူအလိုက်စလန်ကယနေ့ပြစ်ခဲ့ပြစ်တယ်အလာရှင်မြတ်ရဲ့သနာကျင်တော်မူကလွယ်လွမြောက်ကွယ်လွမြောက် အောင်ကာကွယ်နိုင်မှာမဟုတ်ကြောင်းကိုပြောဆိုရင်းနဲ့တာအနှူစကားမဆုံးခင်မှာပဲလိုင်းတဘိုးကြီးကတမန်တော်နူးအလိုက်စလန်တို့တာအဖနှူချာကိုကာကွယ်သွားခဲ့တယ်ဒီအကြောင်းကိုစူတာ၁၁အာယနံပါတ်43မှာကြည်ချင်းအဖြစ်ရန်ကတမန်တော်မြတ်ကြီးတပိုင်းရင်းနှစ်သေးကြဖြစ်တော်လဲကာဖီတွေနဲ့ပေါင်းသင်းဆက်ဆက်နေထိုင်နေထိုင်ရမှာအီမန်မယုံကြည်တဲ့အစုံတခြားကာဖီများလိုပဲရေးပေးတင်ပြီးတော့တည်ဆုံးခဲ့ရတယ် အဲ့ခါမှာတမန်တော် New Alliance လမ်းကအလားရှင်မြတ်ကိုဟစ်အော်လျှောက်ထားတယ်။အိုးကျွန်ုပ်အဖန်ဆင်းမွေးမြူတော်မူသောအရှင်အမှန်စစ်စစ်ကျွန်ုပ်ဤသားသည် ကျွန်ုပ်ဤအိမ်သားထဲမှဖြစ်သည်။ထို့ပြင်အမှန်စစ်စစ်အလားရှင်မြတ်၏ဂရုသည်လည်းမှန်ကန်ပါသည်။၎င်းသောအရှင်မြတ်သည်စီရင်ဆုံးဖြတ်သူများထဲမှအကောင်းဆုံးစီရင်ဆုံးဖြတ်တော်မူသောအရှင်ဖြစ်သည်ဆိုပြီးတော့လျှောက်တင်တဲ့အခါအလားရှင်မြတ်ကကိုရန်ဆက်တေအာယံနံပါတ်46မှာအိုးနိုးအမှန်စစ်စစ်တင်းဤသားသည်တင်းဤအိမ်သားအတိုင်းအဝိုင်းမှာမဟုတ် သူသည်ပြောင်းလဲသူတို့တွေမပါတို့ဖြစ်ရာတင်မတိသောအရာများကိုငါအရှင်မြတ်ထံမတောင်းဆိုလင်ငါအရှင်မြတ်သည်တင့်အားပညာဧသူတွင်အပါဝင်မဖြစ်စေရန်ငါတုံသိဆုံးမတော်မူဤဆိုပြီးတော့ပြောကြားခဲ့ပါတယ်။ ဒီအကြောင်းအရာကိုကြည့်ချင်းအပြင်ကျမတို့လူသားတွေကအကြောင်းအရာတစ်ခုပြဿနာတစ်စုံတစ်ခုကိုပေါ်ပေါက်လာရင်ကိုယ့်ရဲ့အထင်မြင်ယူဆချက်အားကိုရာတွေကိုအစီအပြင်းနဲ့နီးတွေနဲ့ဖြေရှင်းလို့ရမယ်လို့ထင်ကြတယ်။ဒါပေမဲ့တကယ်တကယ်အရေးအကြောင်းကြုံလာတဲ့အခါမှာဆိုရင်အလားရှင်မြတ်ဘက်ကယုံကြည်လောက်မြတ်ကိုသာယုံကြည်အားကိုကိုလုံလောက်တဲ့အရှင်ဖြစ်တယ်ဆိုတာကိုပို့ပြီးတော့ယုံကြည်လက်ခံလာပါတယ်ရှင်။တပန်းစူရာ66အာယံနံပါတ်10မှာလဲတမန်တော်နူးအလာယဲဆလမ်ရဲ့အမျိုးသမီးဟာ အလားအမိတ်နာခံသူတမန်တော်ကြီးတပါးရဲ့ဇနီးဖြစ်ပါလျက်လေတမန်တော်အမိတ်ကိုဖီဆန်တဲ့အတွက်ကြောင့်မလို့အလားအယက်ပစ်ဒဏ်ကနေပြီးတော့ကဲတဲ့ချင်းမခံရကြအောင်လေလေယာတွေ့ရှိနိုင်ပါတယ်အဲနောက်မှာအလားရှင်မြတ်ရဲ့အမိတ်တော်နဲ့ရပ်ပေါင်းများစွာလားနဲ့ချီကြတဲ့နောက်အချို့အဆိုတွေမှာတမန်တော်နူးအလိုက်စလန်ရဲ့ကလေးက6လ6လတိုင်တိုင်ကြအောင်မျောနေပြီးတဲ့နောက်မှာမိုးတွေရက်တန့်ပြီးတော့ရေတွေလည်းရော့ကျသွားပြီးတမန်တော်နူးအလိုက်စလန်ရဲ့သင်္ဘောကြီးကဂျူရီတောင်ထိပ်မှာရက်တန့်ခဲ့တယ် တမန်တော်ကိုယုံကြည်ပြီးတော့တာဟစ်တရားကိုလက်ခံလက်လက်ခံခဲ့တဲ့သူတွေကတော့အလားရှင်မြတ်ချမှတ်တဲ့ပြစ်ပြစ်တယ်အနေလွမြောက်ခွင့်ရခဲ့ကြပြီးတော့အလားအမိန့်ကိုဖြစ်ဆန်သူတွေကတော့မုံတိုင်းထဲမှာပြစ်တန်တင်ကတေဂျီဘူးမြတ်ကစီးတွေကြရတယ်။ဒီရေဘေးမှာတမန်တော် No Alice Land ရဲ့ဇနီးနဲ့သားတို့ကပြီးတမန်တော်ရဲ့မိသားစုဝင်တွေဖြစ်တော်လဲယုံကြည်သက်ဝင်ခြင်းမရှိတဲ့အတွက်ကြောင့်မလို့ ပစ်တံမှာပါဝင်ခဲ့ရတယ်ဒီဖြစ်စဉ်ကိုကြည့်ခြင်းအပြင်အမှန်တရားကိုသိဖယ်တဲ့သူဖြစ်မယ်ဆိုရင်တမန်တော်မြတ်ဤဇနီးသာသမီတို့ဖြစ်ရင်တောင်မှစူးကြိုခံစားရမယ်ဆိုတာကိုတတ်သိတာတကားတစ်ခုဖြစ်ကြောင်းကိုရန်ဆိုတာနံပါတ်7အာယနံပါတ်41ကနေ48မှာလေ့လာတွေ့ရှိနိုင်ပါတယ်ရှင်တမန်တော်နူးခစ်မှာကြီးမားတဲ့ရေလွှမ်းမှုရေလွှမ်းမှုမှုဖြစ်ပွားပြီးတဲ့နောက်မှာဒူပေါင်းအစ်တေပေါ်ပေါက်လာခဲ့တယ် ကဘာမြင့်ကြီးကဒုတိယအကြိမ်ပြန်ပြီးတော့စစ်စီကကဖြစ်ထွန်းလာတယ်အဲ့လိုဖြစ်ထွန်းလာရတဲ့အကြောင်းရင်းဖြစ်ထွန်းလာရတဲ့အကြောင်းရင်းမှာ တမန်တော် new alliance လမ်းရဲ့တားတွေဖြစ်တဲ့ sam ham harvest တို့တောင်းဝါနေပြီးတော့လူသားတွေအဖြစ်ပေါ်ပေါက်လာတယ်ဆိုပြီးတော့လည်းပြောကြပါဗျာ နံပါတ်1အနေနဲ့စမ်းမြက်မျိုးနွယ်ကနေပြီးတော့ Arab လူမျိုး Hebrew လူမျိုး Aramean လူမျိုး Persian လူမျိုးတွေဆိုပြီးဖြစ်ထွန်းလာတယ်။စမ်းမြက်မျိုးနွယ်ကအရှိအလယ်ပိုင်းနဲ့အာရှတိုက်အနောက်ပိုင်းမှာ အခြေချခဲ့တယ်။သူ့ရဲ့မျိုးနွယ်တွေကတမန်တော် Hud alayhis salam, Musa alayhis salam, Isa alayhis salam နဲ့တမန်တော် Muhammad sallallahu alayhi wasallam တို့ပေါ်ပေါက်ခဲ့တဲ့မျိုးနွယ်လည်းဖြစ်တယ်လို့လည်းလေ့လာခဲ့ရပါတယ်။ဟမ်မြက်မျိုးနွယ်ကတော့ Egypt လူမျိုးတွေ ကနာအန်လူမျိုးလူဘီယန်လို့ခေါ်တဲ့ဆူဒန်နဲ့အီသီယိုးပီးယားလူမျိုးဘဘာလူမျိုးလို့ခေါ်တဲ့မြောက်အာဖရိကတွေဆိုပြီးတော့ဖြစ်ထွန်းလာတယ်။ဟာမြက်မျိုးနွယ်ဟာအာဖရိကတိုင်းနဲ့အရှေ့အနောက်တောင်ပိုင်းမှာပြန့်နှံ့ခဲ့တယ်။ဟာဖစ်ရဲ့မျိုးနွယ်တွေကကြတော့ဂရိလူမျိုး၊ရိုမန်လူမျိုး၊ဂျာမန်လူမျိုး၊ဆလာဗစ်လူမျိုး အဲအိန္ဒိယလူရိုင်းနေဖြစ်ထွန်းခဲ့တယ်။ဟာဖစ်ရဲ့မျိုးနွယ်ကဥရောပနဲ့အနောက်အာရှမှာပြန့်နှံ့လာခဲ့တယ်။ဂရိနဲ့ရိုမန်လူမျိုးတွေကသိပ္ပံပညာတွေထွန်းကားလာတယ်၊ပညာရေးတွေတိုးတက်လာတာကိုတွေ့ရပါတယ်။အချို့အားဖြင့်ပြောရမယ်ဆိုရင်တမန်တော်နူးအလိုင်းစလန်ရဲ့သားသောဦးထဲမှာလူမျိုးသစ်တွေပေါ်ပေါက်လာပြီးတော့3000ပြောင်းတဲ့လူပေါင်းတည်ထောင်နိုင်ခဲ့တယ်။ဆမ်းမြက်မျိုးနွယ်ကအရှိအလယ်ပိုင်းမှာနေထိုင်ခဲ့ပြီးတော့တမန်တော်တွေပေါ်ထွန်းလာခဲ့တယ်။ဟမ်းမြက်မျိုးနွယ်ကအာဖရိကနဲ့အရှိနောက်တောင်ပိုင်းမှာ နေထိုင်ခဲ့ပြီးတော့မဟာယဉ်ကျေးမှုတွေတိုးတက်လာခဲ့တဲ့ Harfish မျိုးနွယ်ကကြတော့ဥရောပနဲ့အနောက်အာရှမှာနေထိုင်ခဲ့ပြီးတော့တိတ်ပန်တဲ့နိုင်ငံရေးတွေတိုးတက်လာတိုးတက်ထူထားလာခဲ့ပါတယ်ဒုတိယကဘာမှာ တမန်တော် New Alliance လည်းသားစဉ်မျိုးဆက်ကနေပြန်လည်စီကားလာခြင်းအကြောင်းကိုပြန်လည်စီကားလာခြင်းကိုအကြောင်းပြုပြီးတော့တမန်တော် New Alliance လန်ကိုအာဒန်ဆာနီဒူသားတွေဒုတိယဖခင်ဆိုပြီးတော့လည်းတရားခေါ်ဆိုခဲ့ကြတာကိုလည်းတွေ့ရှိရပါတယ် တမန်တော်နူးအလိုက်စလန်အကြောင်းလေးလာပြီးတဲ့နောက်မှာတမန်တော်နူးအလိုက်စလန်ဟာနှစ်ပေါင်းများစွာကြံ့ကြံ့ခိုင်ပြီးအောင်မြင်မှုကိုစဖူးနိုင်ခဲ့တာကိုသင်ခန်းစာယူပြီးကျမတို့နေ့စဉ်ဘဝတွေမှာအောင်မြင်မှုတွေရဖို့အလားရှင်ဘက်ကအလားရှင်မြတ်ဘက်ကချမှတ်ထားတဲ့တရားလမ်းမှန်တွေကိုလိုက်နာကျင့်သုံးကြမယ်။ဆိုရင်အလားရှင်မြတ်ဘက်ကချမှတ်တဲ့ပြစ်ဒဏ်တွေကနေလူငင်းချမ်းသာချမ်းမြောက်ချမ်းသာဝင်ရမှာဖြစ်ပြီးတော့သီးခံစိတ်အပြည့်နဲ့ဇွဲမလျှော့ပဲကြိုးစားကြမယ်ဆိုရင် အောင်မြင်မှုတွေစုနိုင်မှာဖြစ်ကြအောင်တင်ပြရင်ကျမရဲ့စုနေမှုကိုဒီမှာပဲရန်နာပါမယ်ရှင်အဆလာမွာလိုက်ကွန်မရာဟူတလိုက်ဝဘရာကာဟုတ်ကဲ့ပါတမန်တော်နူလိုက်စလမ်နဲ့ပတ်သက်ပြီးတော့ဆရာကုမြအောင်ရင်သင်တန်းသူမနီလာဝင်းကချူလောက်ပေါင်းသုံးပါနေပြီးတော့တင်ပြဆွေးနွေးသွားတာကိုလေးလာတွေ့ရှိရပါတယ်ကျမအနေနဲ့ဒီနေရာမှာမှတ်သားမိတာလေးကိုပြောချင်တာကတော့ ကျွန်တော်မြန်ကွန်ရဲ့စူရာ38ပေါ့နော် INM 89ကနေ80 ठी ကိုလေ့လာကြည့်မယ်ဆိုရင်ဒါမှမဟုတ် new lifeland ရဲ့ဒီသားတော်တွေကနေပြီးတော့လူသားမျိုးနွယ်အဆက်တွေပေါ့နော်ဆက်ပြီးတော့ပေါ်ထွက်လာမယ်လူသားမျိုးနွယ်ဆက်တွေကြံရစ်စေခဲ့တော်မူမယ်ဆိုပြီးတော့ကျွန်တော်မြန်ကွန်မှာအတီလေးဖော်ပြထားတာကိုဒီစူရာမှာအားရတဲ့မှာကျွန်တော်တို့လေ့လာတွေးရှိနိုင်တယ် ပြီးတော့ကျွန်တော်တို့ဒီနေ့ခေတ်မှာရှိတဲ့ကျွန်တော်တို့ရဲ့အဲ့ဒီအားရမှာဆိုရင် alaming လို့သုံးတာတယ်ကဘာသူကဘာသားတွေအတွက်လဲတမန်တော်နူးလိုင်စလမ်အပေါ်မှာ salam ဆိုတဲ့ဒီငိမ့်ချမ်းတရားမှုတွေကိုကြားရောက်စေပြီးတော့အလရှင်ရက်ကသူကောင်းသူမိုနေသူတော်ကောင်းတွေအတွက်ဆိုရင်ဒီနီးနဲ့အစားပေးတော်မူတယ်ဆိုပြီးတော့လဲဒီစူရာတွေမှာကျွန်တော်တို့လေ့လာမယ်ဆိုလို့ရှိရင်ထပ်မံပြီးတွေးရှိနိုင်ကြောင်းကိုကျမအနေနဲ့ဒီညမှာဒီကောင်းစင်ပါအကြောင်းအရာပေါ်မှာထပ်မံပြီးတော့ပြောကြလိုက်ပါရစေ ဆရာဦးမြောင်နဲ့သင်တန်းသူမနီလာဝင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။အခုဆက်လက်ပြီးတော့တစ်ဆက်တစ်ဆက်ထဲမှာကျွန်မရဲ့ကိုယ်တိုင်မှာပေါ်ပြထားတဲ့တမန်တော်တွေအနောက်ကနေပြီးတော့တမန်တော်ဟုအလိုက်စလမ်နဲ့ပတ်သက်ပြီးတော့ဆရာဦးတင်ထုံးကတင်ပြဆွေးနွေးပြပါရန်လေးစားစွာဖိတ်ခေါ်ပါတယ်။